။မြန်ဝတီမှာငရုတ်သည်စိုက်သူတွေကို KMU ကဖမ်းဆီးခဲ့ပါတယ်။မြန်ဝတီမင်းလက်ဘက်တွင် KMU နှင့်စစ်တပ်တိုက်ပွဲဖြစ်ပြီးနောက် TKBA ၏စားဖြတ်အလုပ်ရများကို KMU ကဝေနောက်ဆင်းရင်ပြီး TKBA တပ်ဖွဲ့ဝင်230လက်နက်ချပြီးစားဖြတ်ရုံအတွင်းမှာလူ2000ကျော်ကိုဖမ်းဆီးရမိခဲ့ပါတယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနိုင်ငံနယ်စပ်မြဝတီမြို့နယ် မဲလဗန်ကျေးရွာတွင် KNU နဲ့စစ်တပ်အကြားတိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာ DKBA ကလုံခြုံရေးယူထားသောကြားဖြတ်အလို့ယူများကို KNU ကဝင်ရောက်စီးနေခဲ့ကြောင်း KNU ကတရားဝင် သတင်းထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ22ရက်နေ့မြဝတီမြို့နယ်မဲလဗန်ကျေးရွာတွင် KNU နဲ့စစ်တပ်အကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းစစ်တပ်ဘက်မှပြူဟောင်မှုနိုင်လွင်ဥဆောင်သောတပ်များနဲ့ DKBA မှ စိုင်းကျော်လာဥဆောင်သောပူပေါင်းတပ်များက မင်းလပိုင်ရှိ KNU တပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက် GKBA စခန်းကို KNU ကတိမ်ပိုင်နိုင်ခဲ့ပြီး GKBA တပ်ဖွဲ့ဝင်130ကျော်လက်နက်ချကြောင်းသိရှိရခဲ့ပါတယ်ကျေနော် DKB တက်များတက်ဆဲထားသောအထက်ထက်သော လုံခြုံရေးအစီအမံများနှင့် ကြီးမားသောဂိတ်များပါရှိသည့်လုံခြုံရေးအစီအမံသောခြံဝင်းတစ်ခုကိုတင်ပိုင်ရရှိခဲ့ပြီး လူရောင်ပေါင်းများစွာကိုတရားမဝင်ချုံနောင်ထသည့်ကြားဖြန့်အလုပ်ရုံများကို တွေ့ရှိခဲ့ကြောင်း KMU ကပြောခဲ့ပါတယ်။ KMU ကြောင့်များကအဆိုပါကြားဖြန့်အလုပ်ဝင်ပါဝင်ခြင်းများကိုချက်ချင်းပိတ်ဆို့ပြီးရာဇဝတ်မှုများတွေပါဝင်သည်ဟုတန်ရရှိသူများကိုထွက်ပြေးခြင်းမှာတားဆီးခဲ့ကြောင်းနိုဝင်ဘာလ22ရက်နေ့တွင် KMU ကလူကုန်ကုမှုခံရသောတောက်တော်များကိုကယ်ဆယ်ရန်နှင့်လိမ်လည်မှုလုပ်ငန်းများကိုဖျက်ဆီးရန်မြေပြင်အခက်ပြအဖွဲ့နှင့် လုပ်ငန်းအဖွဲ့ကိုဖွဲ့စည်းခဲ့ကြောင်းကေယံရုံကောင်းဆောင်ပိုင်းကအခြားအနိုင်ငံပိုင်းများနဲ့နိုင်ငံငါးက ACG များတို့အသည့်ပေအကြောင်းချလာပြီးအကြံဉာဏ်များရယူက ဖြစ်စဉ်ကိုစနစ်တကျကင်တွယ်ဆောင်ရွက်စီစဉ်ခဲ့ကြောင်းချောင်းဝင်းကိုပိတ်ဆို့ထားပြီးပိတ်မိနေသူများကို မှတ်ပုံနဲ့ခွဲခြားရန်ကာကွယ်ပေးရန်နှင့်ဘေးကင်းစွာရွှေ့ပြောင်းရန်အပြင်တပ်တေခန့်အထောက်အထားများ စုဆောင်းရန်အတွက်အကူအညီများကြောင်းခဲ့ကြောင်းသိရှိရပါသည် ကေရယွန်ကျိုးဥက္ကဋ္ဌနှင့်အခြေတန်းကောင်းဆောင်မြောင်ဦးဆောင်သောအစိမ့်မြင့်ကုမ္ပဏီကမြေပြင်အဖွဲ့နှင့်အနီးကကြီးကြပ်ကိုကွဲ၍စီမံမှုများဆောင်ရွက်နေသောနိုဝင်ဘာ23ရက်နနက်9နာရီအချိန်အဖွဲ့ဝင်10ဦးပါကေရယွန်မြေပြင်အကဲကွက်အဖွဲ့ကကေရယွန်လုံခြုံရေးတပ်ဖွဲ့များ၏အဆောက်အအုံဖြင့် GKBA ၏ကြားပြန်ခြံဝင်းသို့ဝင်ရောက်ခဲ့သောအဆိုပါအဖွဲ့ကကြားပြန်ရုံမှတွင်ပိတ်မိနေသူများကိုခွဲရှားသိရှိရန် တကေကအချောက်ကားများဆူဆောင်းပြီးတပ်တွေခန့်များထဲမှထွက်ဆိုကျက်များရယူခြင်းနဲ့လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများအတွက်လျော်ရသည့်စာရွက်စာတမ်းများကိုစုဆောင်းခြင်းတို့ကိုလှုံ့ဆော်နေကြောင်းသိရှိရပါသည်။နိုဝင်ဘာ23ရက်နေ့ပထမနေ့တွင်စားတဲ့ချောင်းဝန်းအတွင်ကွန်ကရစ်အဆောက်အဦ20ကန့်ကို တွေ့ရှိရပြီး၎င်းတို့အနက်နှစ်ခုသည်ရုံးအဆောက်အဦမှဖြစ်ကကွန်ပျူတာနှင့် IT ပစ္စည်းများဖြင့်လိန်လံလုပ်ငန်းများလှုပ်ခေါင်ခဲ့ကြောင်း ခြံဝင်းအတွင်လူ2000ခန့်ကိုချုပ်နှံထားသောပထမနေ့တွင်နိုင်ငံပေါင်း၈နိုင်ငံမှလူပေါင်း396ဦးကိုအတည်ပြုနိုင်ခဲ့ပြီးကွန်ပျူတာများနှင့်မိုဘိုင်းဖုန်းများကိုသိမ်းဆည်းကာစုံစမ်းစစ်ဆေးမှုများဆက်လက်လုပ်ဆောင်ခဲ့သောအရွယ်စားလေးပေကန်ရှိတန်တေတာကြီးများစွာကို တွေ့ရှိရပြီး၎င်းတို့အနက်အများစုမှာတော့ခတ်ထားကြောင်းကြားထံရုံအတွင် တွေ့ရှိရသည့်ထိုင်းနိုင်ငံသား28ဦးကိုလည်းလွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရှိရခဲ့ပါသည် ော်ဝေမာ24ရက်နေ့ဒုရီယာနေ့တွင် KNU ကမြေပြင်အဖွဲ့တွင်အဖွဲ့ဝင်23ဦးထက်မြန်အားဖြစ်တည်မီလူများအဆောက်အဦများပိုင်ဆိုင်မှုများနှင့်စာရွက်စာရမ်းများကိုစစ်ဆေးခြင်းလုပ်ငန်းကိုအချိန်မြင့်ခဲ့ကြောင်းလူ345ဦးကိုမိသူမိဝါဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပြီးကွန်ပျူတာနှင့်မိုဘိုင်းဖုန်းများကိုနောက်ထပ်စုံစမ်းစစ်ဆေးရန်အတွက်တင်ဆက်ခဲ့ကြောင်းထိုင်းနိုင်ငံသား36ဦးကိုထိုင်းအာဏာပိုင်များအချံလွှဲပြောင်းပေးခဲ့ကြောင်းမြန်မာ Future Strike ကော်မဏီလီမိတ်တာ INDICA မှတ်ပုံနဲ့အမှတ်1395939669 2016ခုနှစ်အော်ဂိုလာနေရနေ့တွင်မှတ်ပုံနှင်ထားသည့်ကုမ္ပဏီအချက်အလက်စာရဲစာတမ်းတချို့ကိုလည်းတင်စီခဲ့ကြောင်းသိရှိရပါသည်အခန်းကျဲဝအလျားနှင့်အနံ၄ပေ၆ပေရှိပြီးထိုင်စရာထိုင်ကုန်တစ်ခုလည်းပါဝင်သောလှည့်ဝတ်ဆန်းကျဲသောနေရာများစွာကိုလည်းတွေ့ရှိရပြီးညင်ပန်းနေဆိုင်ရန်သုံးသည့်အခန်းများဖြစ်နိုင်ခြေရှိသော ဒေသတိကျရေးရသောစုံစမ်းစစ်ဆေးမှုအရေးတကြီးလိုအပ်နေကြောင်းကြားဖြတ်အလို့သမားတချို့တွင်လက်နက်များခြင်ထားကြောင်းတွေးဆောင်မေးမြန်းမှုများအရာအချို့သောတနည်းရှိသူများသည်ခြံဝန်းအတွင်စီမံခန့်ခွဲသူများဖြစ်ကြပြီးထပ်ပြေးခွင့်ပြုရန် KNU အဖွဲ့ဝင် များထံသို့လက်ထိုးရန်ကြိုးပမ်းခဲ့ကြောင်းသိရှိရပါသည်။ကြားဖြတ်ခြံဝန်းအတွင်တွေးဆောင်မေးမြန်းမှုများကိုလှုံ့ဆော်ခဲ့ရာဖိလစ်ပိုင်နိုင်ငံသားတအုပ်ကအမေရိကန်နိုင်ငံသားများကိုပြစ်မှတ်လိမ်လည်တောင်းဝင်း ခြားလာခံရပြီးဒလလင်အမေရိကန်ဒေါ်လာ၅သိန်းအထိရရှိတောင်းထမှန်စုံစမ်းစစ်ဆေးမှုများလုံးဆောင်ရလို့အကြောင်းအခြားလို့သမားကျိုးကမူလာဆောင်လုံးဝမရောက်ရှိတောင်းပြောဆိုခဲ့ပါတယ်ယနေ့နိုဝင်ဘာ25ရက်နေ့နံနက်ပိုင်းတွင်အဆိုပါကြားဖြံဝန်အတွင်းသို့ဒရုန်းများတိုက်ခုံမျိုးရှိလာပြီးရောက်ပေါင်းများစွာသောကြားဖြန်လုံသားများမှာကြောက်ရွံ့ထိတ်လန့်စွာထပ်ပြင်းရန်ကြိုးစားခဲ့ကြောင်းကြားဖြန်အဆောင်များအတွင် ပိနေသူများအကြားတိုက်ခိုက်မှုမှဖြစ်ပွားကြောင်းသိရှိလာခဲ့ပါတယ်။ KYO အနေနဲ့ကြားဖြာအဆောင်ဦးနဲ့ပတ်သက်၍ဆုံးရင်ပူပန်မှုများရှိနေပြီးအရေးပေါ်နိုင်ငံတကာပူပန်ဆောင်ရွက်ရေးတောင်းဆိုကြောင်းအခြေအနေများမှာလှည့်မြစွာပြောင်းလဲနေပြီး KYO မြေပြင်အဖွဲ့နှင့်ခြံဝန်းတွင်ပိတ်မိနေသောနိုင်ငံအများများမှအရက်သားများသည့်အသက်အန္တရာယ်ကိုချိန်ချောက်မှုများတိုးလာနေကြောင်း KYO အကူအညီတောင်းထံထားပါတယ်။ KYO ကကြားဖြာနေတဲ့လုပ်ငန်းများကိုဖြည့်ရှင်းအတွက် ခိုင်မာပေါင်းစပ်ထားသောနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလိုနေကြောင်းပြည်ဝင်ကကြားခံချောင်းအတိန်ကြန့်ရှိနေသူများကိုဆက်လက်ဖုတ်ထုတ်ပြီးရွေးစက်ဆောင်စမ်းစစ်ဆေးမှုများဆက်လက်လှုပ်ဆောင်မည်ဖြစ်တော့လေထိရောက်သောဆောင်စမ်းစစ်ဆေးမှုနှင့်တပ်တွေထောင်ထားများစုစည်းခြင်းသည့် KNU ၏ဆွဲဆောင်ရေးထက်ကျော်လွန်နေသော KNU ကပြောခဲ့ပါသည်တင်ဆက်ရမည်သောပစ္စည်းအလုံးကို KNU နှင့်ပူးပေါင်းဆောင်ရွက်နေသောအာဏာပိုင်များနှင့်ဆောင်စမ်းရေးအဖွဲ့များသို့ ရေပြောင်းမေးမည်ဖြစ်ကြောင်းနက်နက်ဆိုင်ဆိုင်အမြင့်တွင်နေသော အစ်င့်မြင့်ပြီးနိုင်ငံချက်ချော်ရာဇဝတ်ကိုရမ်းများကိုဖျက်ဆီးပြင်ရန်ကြိုးပမ်းမှုများသည်ခိုင်မာသောကောင်းဆောင်မှုမရိမရိုင်သောကတိကဝတ်ကိုခိုင်မာသောနိုင်ငံများနှင့်ဥပဒေစိုးမိုး၍အဖွဲ့အစည်းများကြားခိုင်မာသောပူးပေါင်းဆောင်ရွက်မှုတို့သာအောင်မြင်နိုင်မည်ဖြစ်ကြောင်းနိုင်ငံတကာပါဝင်မှုမရှိလင်ကမ္ဘာကိုချိမ့်ချောက်နေသည့်နိုင်ငံဖြတ်ကျော်ကြားပြန်လုပ်ငန်းလေလံမှုများအတွက်စံနမူနာပြအမှုဖြစ်သောအဆိုပါကြားဖြတ်မှုကို ဆောင်ကျန်းစစ်စေးရအခွင့်အရေးဆုံးဆုံးစီမီဖြစ်ချောင်း KNU ကနိုင်ငံတကာသို့အကူအညီတောင်းခံခဲ့ပါတယ်။ KNU အနေနဲ့မိမိအုပ်ချုပ်နေမြေတွင်ဥပဒေစိုးမိုးရေးကိုထိန်းသိမ်းရန်နိုင်ငံချက်ကျော်ရာဇဝတ်ကိုရများကိုတိုက်ဖြတ်ရန်ပရိကချန်ခရသမြကိုခါခွဲရန်နှင့်နေဆက်တချောက်လှုပ်ဆောင်နေသော နိုင်ငံတကာကိုရများအထွတ်တာဝန်ယူမှုများကိုတည်ချာစေရန်ထိုင်းဆွေရနှင့် အခြားသက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့်နေကပ်စွာ ိုးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရခဲ့ပါတယ်။ KNU ကမြဝတီမေးလန်းဗန်မျိုးရှိစာဖြန်ဝန်ကိုမရောင်းစင်းနေပြီးနောက်ပိုင်းမှာအမေရိကန်ဘက်မှထုတ်ပြန်ကြေညာမှုများလုပ်ခဲ့ပါတယ်။အမေရိကန်နိုင်ငံသားများကိုလိမ်လည်မှုပါဝင်ပတ်သက်နေသည့်နိုင်ငံဖြတ်ကျော်ရာဇဝတ်ခေါင်းဆောင်များကိုဖမ်းဆီးနိုင်မှုဒါမှမဟုတ်ပြည်မှုထင်ရှားဆောင်ရွက်နိုင်မှုအချက်အလက်ပေးတာတွေ့ ။လိန်လယ်မှုကရတဲ့ငွေကိုသိမ်းဆဲနိုင်စေတဲ့အချက်လက်ပေးတာရဲ့အတွက်ဒေါ်လာ25သန်းအထိစုစည်းငွေချိမြင့်သွားမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။အမေရိကန်နိုင်ငံသား၏အကြီးအကဲအရာရှိတဦးကနေကြားပြစင်နာများကိုဖြုတ်ခွင်းရန်အဖွဲ့ပေါင်းစုံပါသောနိုင်ငံမှုစင်နာနှိမ့်နေရေးချက်ဖွဲ့ဖွဲ့စည်းကြောင်းအမေရိကန်ကကြေညာသည့်အခြေအနေကို ပြောင်းလဲစေခဲ့သည်ဟုကမ္ဘာလုံးဆိုင်ရာနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတိုက်ဖြတ်ရေးလှုပ်ရှားမှုဂျေဆင်ထာဝါက သတင်းဌာနကိုပြောကြားခဲ့ပါတယ်။ကမ္ဘာအင်အားကြီးနှစ်နိုင်ငံကကြားဖြန်နေနေမှုကျွန်းအားပေးနေတာတွေကစစ်ကွန်မရှင်တက်နဲ့သူ့ရဲ့ BGN နေစားကြောင့်တက်ကိုအခက်တွေ့သွားစေတယ်။ကမ္ဘာလောကျောင်းရေးအတွက်ကြီးမားတဲ့ချိန်ဆောင်မှုဖြစ်တဲ့လိန်လယ်မှုစဉ်းစားတွေကိုကင်တွယ်ဖြေရှင်းဖို့နိုင်ငံတကာအတိုင်းဟိုင်းကပို့ပြီးစီယုံလာကြတာကိုစစ်ကွန်မရှင်ကရှင်းရှင်းလင်းလင်းမြင်လာမှုရပါတယ်ဟုတာဝါကပြောပါတယ် အမေရိကန်၏လိန်လယ်မှုစင်တာနေနေရတဖွဲ့ကိုဖရယ်ဆောင်ဆန်းရေးဖြူတို့ FBI အမေရိကန်လက်ဝါထောင်းလိုင်းဌာနနှင့်အမေရိကန်ဗန်နာရေးဌာနတို့မှဝန်ထမ်းများပါဝင်လျက်ဖွဲ့စည်းထားပါသည်